ကျုပ်အိပ်ပျော်သွားတဲ့အချိန်မှာပဲဒုံအာအတန်ကြီးကြားလိုက်ရတယ်လူတယောက်ရဲ့ကြောက်လန့်တကြားအော်တန်ကိုကျွန်တော်သိချာကြားလိုက်ရတယ်ကျွန်တော်တို့လင်မယားနှစ်ယောက်လဲအင်ရှိခန်းကအော်တန်ကြားရစီတို့အမြန်ပြေးလာခဲ့ကြတယ်မိဖွင့်ပြီးကြည်လိုက်တဲ့အချိန်မှာပဲဟာဟင်းအမလီ အမလီကဲကြပါအောင်ကဲကြပါအောင်ကျမမောင်ကိုကဲကြပါအောင်တော့မြင်လိုက်ရတဲ့မြင်ကွင်းကရင်တုံ၆ချားစရာပါပဲ ြည်စမ်းပါဦးကျွန်တော်ရောက်ဖက်ချစ်ကောင်းဦးကိုစပကြီးမွေကြီးရစ်ပတ်ပြီးညှို့နေတာစပကြီးမွေရဲ့ကြီးမားတုတ်ခိုင်နဲ့ခန္ဓာကိုယ်အရစ်ခွေကြားထဲမှာကျွန်တော်ရောက်ဖက်ချစ်ကောင်းဦးကခေါင်းလေးသာပေါ်တော့တယ်မျက်လုံးတွေပြူပြီးအော်ဟစ်နေပြီမဲ့သူ့အတန်ကထွက်မလားကေပါဦးကိုကဲကိုကဲမြမြလှုပ်ပါဦးမောင်လေးတည်တော့မယ်လှုပ်ပါဦးမင်္ဂလာပါခင်ဗျာရွှေအော်အော် channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့ စာရေးဆရာမောင်ညိုမိုင်းရေးသားထားတဲ့စပကြီးမွေရဲ့ Ambat ဆိုတဲ့ဖြစ်ရမယ်ဇာလန်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီဇာလန်လေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရွှေအော် Channel လေးကဘူဒုဒရဝယ်ဇာလန်မျိုးစုံကိုတင်ဆက်ပေးနေမှာဖြစ်လို့ License Subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။ဒီဇာလန်ကို တင်ဆက်သူကျွန်တော်ကိုအော်ဖြစ်ပါတယ်။ဒီတထက်တိုက်လုံးချင်းလေးကတနစ်အကြာမှာပဲအရှင်ကကျွန်တော်တို့ကိုလက်ပြောင်းရောင်းခဲ့တယ်လို့ပြောပါတယ်။ ကျွန်တော်တို့နဲ့ဆိုရင် သုံးမြောက်ဖဲလို့သိရတယ်။အင်ရှင်တိုင်းအင်ရှင်တိုင်းကတစ်နှစ်တစ်ကြိမ်လက်ပြောင်းပြီးရောင်းနေကြတယ်။ခြံလေးကကြဲကြဲဝင်းဝင်းရှိတယ်။တရိပ်ဝါရိပ်ကလည်းကောင်းတယ်။အိမ်ကြီးချင်းကလည်းသူ့ခြံသူ့ဝန်းလေးနဲ့ဆိုတော့ပိတ်ဆိတ်အေဂျင့်နဲ့ရက်ွက်ကလေးပေါ့။ရေကလည်းကောင်းမှကောင်း။အုတ်စီရေတွင်ရေရေထွက်အားဘလောက်ကောင်းတယ်လဲဆိုလို့ရှိရင်အောက်ကထွက်လာတဲ့ရေကကိုမောကမြေပြင်နဲ့တသားတွေကိုဖြစ်နေတာ။ ျွန်တော်တို့စက်သီးနဲ့ကျိုးဆွဲစရာမလိုဘူးအပေါ်ကနေရေပုံးလေးနဲ့လှန့်ဆွဲခတ်လိုက်ရုံပဲအဲ့ဒါကြိုက်လွန်းလို့ကိုပွဲစားနဲ့ညှိပြီးဒီအိမ်ကိုဝယ်လိုက်တာပေါ့ကျွန်တော်ကတော့ပွဲစားလုပ်ငန်းတွေဝါသနာမပါပါဘူးဗျာဒါပေမဲ့ကျွန်တော်မိမမချစ်ဖို့ကတော့သူကဈေးထဲမှာအထည်ဆိုင်ဖွင့်ထားတယ်နေပြန်ဒိုးလေးလည်းပေးတယ်မြုံမြုံမြက်မြက်ကလေးရမယ်ဆိုလို့ရှိရင်တော့အိမ်ဝိုင်းနေလေဝယ်ပြီးသူပြန်ထုတ်လေးရှိတယ်ဒါကြောင့်လဲကျွန်တော်တို့အသက်40ကျော်ရောက်လာသည့်အထိအိုးပိုင်အိမ်ပိုင်အတီတကျမရှိတာပေါ့ဝယ်ပြီးနေလိုက် ဈေးကောင်းလေးရလိုက်ရင်ပြန်ရောက်လိုက်နဲ့နေရာတွေပြောင်းနေရတာခဏခဏပေါ့အခုဆိုရင်ပြောင်းနေရတာ၅ချိန်ရှိပြီကျမအမြုံမြင်ကောင်းလို့လက်မြင်လို့အခုလိုရွှေနဲ့ငွေနဲ့နေရတော့ရှင်သဘောပေါက်နော်ဒါကတော့ကျွန်တော်မိမမချစ်ဘူးအိမ်နဲ့ခြံပြန်ရောက်ပြီးတိုင်းပြောနေကြစကားပါအခုနေရာလေးကိုတော့ကျွန်တော်ကကြိုက်တယ်လीမချစ်ဘူးဘာတော့ကိုရှိကန်ရဲ့ဒီနေရာလေးတော့ပြန်မြောင်းပါနဲ့ကွာခြံလေးကလည်းကောင်းရေကလည်းကောင်း တပင်ပတ်မှန်လေးစိမ့်စိမ့်ဆူဆူနဲ့ဆိုတော့တတ်တတ်ပြက်ပြက်လေးဟာငါတို့တက်တက်လုံးနာနာနေနေကောင်းချနေလို့ရတယ်လေဒါလေးတော့ပြန်မြောက်มาနဲ့ဟာရှင်ကဘာလက်မြင်လို့လဲတော့ဒီနေရာလေးကနေရာကောင်းနေဆိုပြီးရှင်ကတော့နေရာလေးကောင်းရင်ကလထိုင်လေးနဲ့စာဖတ်မယ်ဖះစားလေးအော်ဆုံးမယ်ပြီးရင်အတိတ်ကြောင်းနမိတ်ကြောင်းတွေပြောပြီးဟိုလူကိုတနာလိုက်ဒီနုကိုတလားနိုင်နဲ့ငွေဖြုံးနေတာပဲရှိတယ်ဒီမားကိုရှိကန်ရဲ့လူဆိုတာအိုစာမင်းစာအတွက်အခုလောက်ကလေးကကြိုတင်စူဆောင်းထိုင်နေမှာတော်ကကြမှာတော့ အယောင်းဝကိစ္စတွေဖြစ်လာရင်ရှင်းဝင်းဝင်းမပါပါနဲ့ကျွန်တော်ကတထက်တိုက်လေးကိုစေးတုတ်ကလားကြီးခေါ်ပြီးစေးတုတ်လိုက်တယ်စေးတုတ်လိုက်တော့အိမ်ကပို့ပြီးဝင့်ကြောသွားတာပေါ့ဗျာပြီးတော့အိမ်ရှိမှာပန်းညာအဟောင်းလေးကိုကျွန်တော်တူးဆွပြီးပြင်လိုက်တယ်တစ်ပင်ပန်းမအစ်စ်လေးတွေစိုက်လိုက်တော့ပို့ပြီးလှပတဲ့ပန်းညာလေးတစ်ခုလည်းဖြစ်သွားတာပေါ့အိမ်ပပက်လည်းမာလဲစိမ့်စိမ့်ဆူဆူတစ်ပင်နေရှိတယ်ခြံတောက်မှာလည်းညောင်မင်းကြီးတစ်ပင်ရှိတယ်ညောင်မင်းကြီးရဲ့ဘေးပပက်လည်းမာလဲသူ့ဝါယုံနေရှိသေးတယ် ဝရောက်ယုံ ဝနဲ့ယုံဝရားယုံ အမျိုးစုံပေါ့အိမ်ရှိမှာတော့တရက်ပင်ပိနေပင်မယမ်းမင်နဲ့မြောက်ဖက်မှာတော့ကျွန်တော်တို့တစ်ပင်ပန်းမန်နေနဲ့ပြည်စုံနေတာပေါ့ကျွန်တော်ကဝါသနာအရအရေးကောင်းတဲ့တစ်ပင်အောက်မှာပလက်ကလက်ထိုင်လေးချပြီးမိုးလင်းတာနဲ့ပီကြီးဆက်တတုတ်ကိုရွတ်တယ်30ပုံသားအားလုံးကိုအမျှပေးဝေတယ်မိမလို့သူမချစ်ပိုကတော့မနှခင်ဈေးဆိုင်ဖွင့်ဖို့အစောကြီးထပြီးသွားတယ်သူ့ရဲ့သားတော်မောင်အချစ်တော်လေးနဲ့ပေါ့ သူ့သားတော်မောင်ချစ်တော်လေးဆိုတာကတယ်လီယာခွေးလေးပါဂျက်ကီးလို့သူနာမည်ပေးထားတယ်ပြီးတော့သူ့မောင်အရင်ချက်ကောင်းဦးဆိုတဲ့ကျွန်တော်ယောက်ဖကလည်းအလုံးမရှိအကင်မရှိလရလရကောင်ပေါ့နေဖင်ထိုးမှထားတယ်ပြီးရင်ကျွန်တော်အသင့်ခတ်ထားတဲ့ရေကိုအားရပါရချိုးမယ်ဝက်ကောင်းစားလာလေးဝစ်ပြီးရင်သူ့မဆိုင်ကိုတွမ်းမယ်လဝါဖြန့်ပြီးမိုးဝိုးတောင်းမယ်အလုံးမရှိအကင်မရှိသူ့လိုဘဝတူဂျလီဘီလေးနဲ့ပေါင်းပြီးရှောက်သွားမယ်ညဆိုရင်အရက်နဲ့လေးတသင်းသင်းနဲ့ ိမ်ပြန်လာမယ်ကျွန်တော်ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုတဝါတပြဲစားမယ်ဟင်းမကောက်ရင်ပူညံပူညံပြက်တောက်ပြက်တောက်လုပ်မယ်အရစ်တွေရှိမယ်သူ့အရစ်ရှိလို့သူ့ကိုစူမီငေါင်းပြီးလို့ရှိရင်သူ့မကသူ့ဘကဝင်ပါသေးတာကျုပ်ကပူညံပူညံလုပ်မယ်ပြောလိုက်သူ့မကသူ့မောင်ဘကအမြဲတမ်းဝင်ပါပြီးကျုပ်ကိုပူညံပူညံထတ်လုပ်သေးတာတခါတလေသူ့မောင်ရောသူ့ရောသူ့ရဲ့မွေးစားသားဖြစ်တဲ့ဂျက်ကီလေးကပါဝင်ဟောင်းသေးတာဒါပေမဲ့သူတို့လဲသူတို့မူနဲ့နေချင်းသလိုနေကျွန်တော်လဲကျွန်တော်မူနဲ့နေချင်းသလိုနေတာပေါ့ ကျွန်တော်ကအလုံးမရှိအကင်မရှိတော့မဟုတ်ဘူးဗျကျွန်တော်ရှိထားတဲ့ငွေလေးကိုအစုရှယ်ယာလုပ်ငန်းတစ်ခုမှဝင်ထားတာမဟုတ်အကျိုးမြတ်ဝင်ငွေတော့အများနဲ့ရှိနေပါတယ်သူတို့လုံးစာထိုင်စားတာမဟုတ်ဘူးပေါ့ဗျာပြောရမယ်ဆိုရင်အခုထောင်ထားတဲ့အထည်ဆိုင်ကလည်းကြုတ်ပဲအရင်တီးပေးထားတာပါအချိန်လေးပုံနေတော့ကြုတ်ဝါသနာပါတဲ့ဖရာတရားလုပ်ကလေးပဲအာယုံဆိုင်ပြီးလုပ်တာပေါ့ဗျာကျွန်တော်ကစာဖတ်တာရဟဝါသနာပါတယ်ဗျဒါနဲ့ channel က ညောင်မင်းကြီးမှာနှက်စင်လေးရှိတယ်ဗျအဲ့နှက်စင်လေးကပြိုးနေလို့ကျွန်တော်လည်းလက်သမားတွေခေါ်ပြီးစင်လေးတစ်စင်ရိုက်လိုက်တယ်မြမဆူရိုးစကားရှိတယ်မို့လားညောင်မင်းကြီးရုပ်စိုးမိတယ်တဲ့ရုပ်စိုးနှက်ဆိုတာလဲစတုမဟာတဲ့နှက်မင်းကြီးတွေအောက်ကဘုံတကူကြီးမားတဲ့နှက်တွေပဲမဟုတ်လားလူရောင်ဖန်ဆင်းနိုင်တယ်လူရောင်ဖန်ဆင်းပြီးသူတို့ကောင်းတရားတွေတောင်မှနိုင်ယူလေးရှိတယ်လို့ကျွန်တော်တို့ဖတ်ဖူးတယ်ဗျတချို့ဆရာတော်ကြီးတွေဆိုလို့ရှိရင်ကဘာအဆုံးထိရှိတဲ့ ရုပ်ကစိုးနဲ့ကြီးဖြစ်ပြစေလို့ဆူတောင်းတဲ့သူတွေတောင်ရှိတယ်လို့ကြားဘူးတယ်။အော်ဒီလိုနဲ့ရုပ်ကစိုးစင်လေးလှုပ်ပြီးပန်းဒီရေချမ်းတွေတတိလေးတွေကတ်ပေးတာဗော။ညဆိုရင်လည်းစမီတိုင်လေးထုံးပေးတယ်။အမွှေးတိုင်လေးတွေကတ်ပြီးလှူပေးတာဗော။ရုပ်ကစိုးကြီးများရှိရင်လည်းဆောက်ရှောက်ပါဆိုပြီးမနက်တစ်ချိန်ညတစ်ချိန်ကျွန်တော်ကရုပ်စုပူဇော်ပေးတယ်။ညမကြီးအောက်မှာပရိတ်ရွတ်တယ်ပြီးလို့ရှင် ရုပ်ကစိုးကြီးအပါဝင်900တာသမီ30ပုံသားတွေကိုကျွန်တော်စိတ်ထဲကနေအမြဲတမ်းမြတ်တာပို့အလှူပေးတယ်ဗျ။ ဒါမှလည်းကျွန်တော်စိတ်လေးကြည်နူးချမ်းမြေ့တာပေါ့ဗျာတနေ့ရောက်ရောထူဆန်းအံ့ဩဖွယ်ကောင်းတဲ့အဖြစ်တစ်ခုနဲ့ကြုံပါလေရောဗျာမနှခင်မိုးလင်းလို့အိယာကားထလိုက်တယ်ထထခြင်းပဲကျွန်တော်အိမ်ရှိထွက်လိုက်တဲ့အချိန်မှာဖះတောက်တော်ကြီးလေးဖို့ဖះကန်းကိုဝင်လိုက်တယ်ဖះကန်းကမြို့ကိုဖွင့်လိုက်တဲ့အချိန်မှာပဲဟောဖះစင်အောင်မှာအိယာမမွေကြီးတစ်ခေါင်ပါလားဖះကြီးဒီမွေကြီးကနဲနဲနောနောကြီးမဟုတ်ဘူး ခန္ဓာကိုယ်လုံးကဓဘူးလုံးလောက်ကြီးရှိနေတာအခွေအခွေကြီးဆင့်ပြီးတော့သူ့ခေါင်းကိုလည်းသူ့အခွေပေါ်မှာတင်ထားတယ်အလုံးကြီးကလည်းနင်းနောမဟုတ်ဘူးဗျာကျွန်တော်ရဲ့အမိတ်တန်ကြောင့်ကျုံမင်းမကထွက်လာတယ်ကိုရွှေကန်ဘာတွေဖြစ်နေတာတုံးတော့ဟိုဟိုဟိုဟာမမမမွေကြီးဟာဘာဘာပြောတယ်ကိုကန်ဘာပြောလိုက်တယ်ဖះဆင်အောင်မမွေမွေကြီးရောက်နေလို့ဟာဇနီးတဲ့မချစ်ဖို့ရောရောက်ဖလို့သူချစ်ကောင်းဦးရောအိတ်ဆုံမမွားနဲ့ နိုးလာကြတယ်ပြီးတော့ဖျားဆင်းအောက်ကမွေကြီးကိုကြည့်ပြီးသူတို့လည်းလန့်နေကြတယ်သူတို့တွင်လန့်တာမဟုတ်ဘူးသူတို့ရဲ့မွေးစားသားလေးလည်းဝုတ်ဝုတ်ဝုတ်နဲ့အတင်းဟောင်းနေတယ်သွားကြိုက်မယ်လုံနေလို့သူ့အမေကပြန်ဆွဲထားရသေးတယ်ဖျားဖျားအကြီးကြီးပါလားဒါဘာမွေကြီးတုံးကိုကန်ဇပကြီးထင်နေကွာအယောင်ကတော့ဇပကြီးအယောင်ပဲဖျားကြီးလူကိုရစ်ပတ်ဆွဲဆန့်ပြီးတပ်ပစ်တဲ့ဇပကြီးလားဗျအေးဟုတ်တယ်ဟုတ်တယ် ဟာဒါဆိုဒီလိုကြည့်နေလို့မရဘူးလေအပြက်ရှင်းမှရမှာပေါ့နေဦးနေဦးရောက်ဖတ်လို့သူကပြောရင်းဆိုရင်အိမ်နောက်ဖေးပေါက်ကိုဝင်သွားပြီးနှစ်ခွမိန်းကိုယူချလာတယ်ဟဲ့အောင်ချစ်ကောင်းမင်းဘာလို့မလုပ်လဲဟာတပြည့်ရမှာပေါ့ဗျာတပြည့်ရမှာပေါ့ဗျာဟာမလုံးနဲ့မလုံးနဲ့လုတ်ရမှာဘောက်ကကန်ရဲ့ရှင်ကမွေးကိုမတက်ဖဲမမောင်းမနေမဲဘာလို့မလုပ်လဲတော့ပြောပါအောင်ကျမတို့ကိုကန်ရင်ရှင်ဘလို့လုပ်မလဲကြာပါရဲ့ဗျာအကျုပ်ရှင်းလိုက်တော့မယ်ဖဲဖဲကိုကန်ဖဲ ပြောနေရင်နဲ့နှစ်ခွမိရှိနဲ့ထိုးမလို့လုံနေလို့မွေကြီးကလူးလုံပြီးခေါင်းထောင်လာတယ်။အောင်မလေးဗျမွေကြီးခေါင်းထောင်လာတယ်လည်းမြင်ရောရောက်ဖလို့သူကြောက်လန့်ပြီးမိန့်ကိုကိုင်ကအနောက်သို့အမြန်ဆုတ်လေရဲ့။အဲ့ဒီမှာပဲသူ့ရဲ့ခွေးလေးချက်ကြီးကလည်းကိုက်မကိုက်မတကယ်ကဲနဲ့အနာတိုးနေလို့အတင်းဆွဲထားရတယ်။အာမလုံနဲ့မလုံနဲ့မလုံနဲ့ဖះဖះကိုရှိကန်ပါ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 ရှင်ပါဘာလို့မလို့လဲတော့ ဒီမွေရုပ်မတက်ပါနဲ့ဟာနေအောင်ဘာမှမသိညာမှမသိမင်းတို့လည်းစွတ်တက်ဖို့ပဲပြင်နေကြတာပဲရှင်ဒီမွေဆိုးယူဘယ်လိုလုပ်မလဲပြောရှင်မလုပ်ရရင်ကျမဈေးရှိကကလာအောက်စုကိုခေါ်ပြီးတက်ခိုင်းလိုက်မယ်နေပါအောင်ဟာဒါနဲ့ကျွန်တော်လဲစပကြီးမွေရဲ့ရှေ့မှာရက်ပြီးခန္ဓာတုပ်ကိုရွတ်လိုက်တယ်မြေတားပို့တယ်ပြီးတော့ပါဇက်ကနေလဲအတင်မွေကြီးကျွန်ုပ်နဲ့အတင်တို့ကဘယ်ဘွားကတော်ဆက်ခဲ့ကြသည်ကိုကျွန်ုပ်မသိပါတင်ကျွန်ုပ်အိမ်ကိုအလေရောက်လာတော့ဝမ်းမြောက်မိပါတယ်ဒါပေမဲ့ ကျွန်ုပ်အိမ်သူအိမ်သားများကတင့်ကိုကြောက်ရွံ့စိုးရိမ်နေတာမို့အသက်အန္တရာယ်ကင်းအောင်အဆင်ပြေအောင်အသင်မွေးကြီးဤနေရာမှာတခြားနေရာသို့ရွှေ့ပြောင်းပေးပါ အသင်မွေးကြီးအသက်ရှိပါစေကျန်းမာပါစေအမြအမြအမြဆိုပြီးကျွန်တော်ပါဇက်ကနေရိုးရိုးတေးတေးလေးလေးစားစားပြောလိုက်ရောခေါင်းကြီးမော့လာပြီးကျွန်တော်တို့သုံးခုတယောက်စီကိုတလဲစီကြည့်တယ်ပြီးတော့ဖျားစင်ရှိကနေရှော့လိုက်အပြင်ကိုထွက်သွားလေရဲ့ဗျာ လှုပ်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 နဲ့တွားနေတဲ့မွေးကြီးကိုကြည့်ပြီးသူတို့မောင်နှမနှစ်ယောက်ကအတုပ်ကိုကြောက်လန့်နေကြတာအိမ်ရှိတကားကနေထွက်ပြီးတောင်ဘက်ဝရောက်ယုံဘက်ကိုဝင်သွားတယ်ပြီးတော့ပျောက်သွားလေရဲ့ခွေးလေးချက်ကြီးကတော့အဲ့ဒီဝရုံဘက်ကိုကြည့်ပြီးတအားဟောင်နေတော့တာပဲဗျာမနေ့ကဆွဲထားရတယ်ပြောရရင်တော့ဗျာမနေ့မိုးလင်းတိုင်းမိုးလင်းတိုင်းမနေ့ခင်အိပ်ရလင်းလို့ထလိုက်တာနဲ့အဲ့ဒီမွေးကြီးကဖះစင်အောက်မှာအိပ်နေတာကိုနေတိုင်းတွေ့နေရတယ်ဗျာမချစ်ဘူးလို့မောင်နှမတွေကတော့အိမ်မှာမနေရတော့ဘူးဆိုပြီး အဲ့ဒီမွေကြီးကိုနေရောညပါစဲရီတိုင်းထွားပြီးအပြင်မှာပြောင်းနေကြတယ်သူတို့ကတက်ဖို့တစ်ချိန်လုံးစီစဉ်နေရမှုမလုပ်ပါနဲ့မချစ်ဖို့ရဲ့ကျွန်တော်ကတားနေရတယ်မလုပ်လို့ရမလားတော့တော်ကြကျုပ်တို့အိတ်ကြီးတုံးလူလာမျိုးတိုင်းဘယ်လိုလုပ်မလဲအဲ့ဒါရှင်းရောက်ဖားမှမဟုတ်တာသူ့ဟာသူဖះစင်အောက်မှာလာအိတ်တာပါကွာငါမြက်တာရက်ခံလိုက်တိုင်းလဲပြန်ဆင်းသွားတာပဲဥစ္စာမွေးကလူစကားနားလဲပုံရတယ်ချစ်ဖို့ရအဲ့ဒါဆိုရင်လေအဲ့ဒီရှင်းရောက်ဖားမွေကြီးကိုလေ မွေးနေရမွေးနေလို့ပြောလိုက်ပါလားကြည်ရတာမင်းတို့နဲ့ငါတို့နဲ့သူကဟိုးရင်တုန်းကဆွေမျိုးတော်ဆက်ခဲ့လို့လာတာလားမသိဘူးကွအိမ်မော်ရောက်လာတာလက်ပဲမိမရလက်ပဲဘာလက်လဲတော့ငါပြတစိတ်တောင်မရပဲနဲ့တော်ကြညာအိတ်နေတော့အိတ်မပြောလို့ကျမယင်းဒီတုံတုံနေတာရှင်းသိလားတော့တော်ရောက်ဖောက်မွေယူမြ мян သားနေရရွှေခိုင်းလိုက်တော့တော့နှုတ်ရှင်ကျမတက်မိလိမ့်မယ်အာတနေ့တော့ပြီးကျင်ပြီးမှာပေါ့မိမရအခုချိန်ထိငါတို့ကိုလည်းရံမပြူပါဘူးဟာ မွေသူတော်ကောင်းကြီးပါရှင်ဒီမွေကြီးကိုတန့်ရင်တန့်မတန့်ရင်ကျမရှင်နဲ့အတူမနေနိုင်တော့ဘူးအိုးကြာပါတယ်ဒီကြက်တည်းမရှိတဲ့ဒီအိမ်နဲ့တီချံကိုအမြန်ရတဲ့ဈေးနဲ့ကျမရောင်းမှာပဲရတော့မယ်အဲ့ဒီအချိန်ကစပြီးမချစ်ပေါ်တို့မောင်လောနှစ်ယောက်ကျွန်တော်နဲ့အတူလာမနေကြတော့ဘူးဗျသူတို့ဘာသူတို့အပြင်မှာအိမ်ကားနေကြတယ်။မေးပဝင်းကျင်ကိုတော့အတူမနေတာဘာလို့လဲလို့မေးရင်အလွန်ကြီးမားတဲ့မွေကြီးတကောင်ကအိမ်မော်လာနေတယ်လို့မပြောဝန်းကြဘူးလေ။လင်မြန်းနှစ်ယောက်စကားများထားလို့ အိမ်ပေါ်မှာတက်မနေဘူးလို့ပဲပဝင်းကျင်မှာသတင်းလွှင့်ထားရတာပေါ့တကယ်လို့ဒါလင်းအဲ့လိုဒါလင်းပဝင်းကျင်ကိုသတင်းပေါက်သွားရင်ဒီအိမ်နဲ့ခြံပြောင်းအောင်မှုအစီအစဉ်နေတာပြတ်သွားမှာလေဒါကိုလည်းသူတို့ကသိတော့တိုးတိုးတက်တက်ပဲစီစဉ်ကြတာပေါ့ဗျာဒါပေမဲ့လေလူပဝင်းကျင်ဆိုတာသိတယ်မလားဒီအိမ်မှာလူမမြဲဘူးဆိုတာရဲ့တရဲ၆တလို့လို့ပုံနကတိုက်တလို့လို့ဆိုပြီးကောလာဟာလာကလည်းထွက်နေသေးတာကိုတချို့ကလည်းဒီအိမ်မှာမွေကြီးတကောင်မြင်ဘူးတယ်ဆိုပြီးကောလာဟာလာကလည်းထက်လွှင့်ညသေးတာ ဒါကြောင့်လဲအင်ချန်ရောင်းဖို့ကအခက်ခဲရှိနေတာပေါ့ကျွန်တော်ကတော့သူတို့လဲအိမ်မှာမနေရောဒီစပကြီးမွေကြီးကိုညဘက်မှာအစာဆမ်းပြီးကြွေးကြည့်တယ်ဗျပထမဆုံးသူ့ကိုစက်သားစိမ့်နေကြွေးကြည့်တယ်မွေကြီးကမစားဘူးဗျနောက်ချက်ရှင်နေဘဲရှင်နေဝယ်ပြီးကြွေးကြည့်တယ်မစားဘူးဗျအတိကျွေးတယ်လဲမစားအရှင်ကျွေးတယ်လဲမစားအတိအနဲ့နေပြောင်းပြီးကြွေးကြည့်တော့လဲမွေကြီးကနန်းတောင်မကြည့်ဘူးနောက်ဆုံးတော့တတိယပြီးမွေဆိုတာကြက်ဥလိုနွားနို့လိုတောက်တယ်ဆိုတာကျွန်တော်လဲကြားဘူးတာနဲ့ ကဲမထူးဘူးဆိုပြီးဈေးမှာနွားနုပစ်ပစ်ကလေးဝဲပြီးတော့ကြိုပြီးတော့မှတိုက်လိုက်တယ်။အဲ့ဒီတော့မှစပကြီးမွေကြီးကလုံလုံလာလာနဲ့တောက်တာဗျ။ဒါနဲ့ညတိုင်းညတိုင်းကျွန်တော်လဲနွားနုပစ်ပစ်ကလေးတစ်ခွက်ကိုကြိုးတယ်။ပြင်ဘောအဟောင်းကအဆွေမျိုးလို့ယူဆရတဲ့ဒီမွေကြီးကိုပဲစေတနာရှေ့ထားပြီးကျွန်တော်ဒါနပြုတာဗော။ပြောရရင်မွေကြီးကကျွန်တော်ကိုလဲထူးခြားတဲ့အိမ်မက်ပေးတာလဲမရှိပါဘူး။ကျွန်တော်ကလဲရကောင်းစေလို့မမျှော်မှန်းထားပါဘူး။ကျွန်တော်လက်ခံထားတာကဒီစပကြီးမွေကြီးက ကျွန်တော်ရဲ့အမေလားအဖေလားအကိုလားအမလားအရင်ဘောကဘလို့တော်ဆက်ခဲ့တယ်လဲဆိုတာကျွန်တော်မသိနိုင်ဘူးလေကျွန်တော်ရဲ့အကျွေးရှင်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဧည့်သည်ပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်ပေါ့အရင်ဘောကအဆက်ဆက်ရှိလို့ဒါလည်းရေးဆက်ရှိလို့ကျွန်တော်အိမ်ပေါ်ရောက်လာတာလို့ကျွန်တော်ကယူဆတယ်ဗျဒါကုသိုလ်ကကုသိုလ်ပဲလေစေတနာတန်တန်နဲ့ကျွင်ကုသိုလ်ပြန်ရမှာပဲလို့ကျွန်တော်ကတော့နှလုံးသွင်းထားတယ်လေသူကလည်းကျွန်တော်ကိုရံမပြူဘူးလေဗျမနဲ့မိုးလင်းတော့သူဆင်းသွားတယ်ညဘက်ဆိုတော့သူရောက်လာတယ် ကဲမထူးဆန်းဘူးလားဗျဒါနဲ့မချစ်ပူတို့ကဒီအိမ်နဲ့ခြံကိုလိုက်ဆက်ရောင်းပြီးမှလုံးဝရောင်းမထွက်ဘူးဖြစ်နေတယ်ပဝင်းကျင်မှာလဲဒီအိမ်မှာမွေကြီးတစ်ကောင်ရောက်နေတယ်ဆိုတဲ့တရင်ကတိုးတိုးတက်တက်ကြတော့ပူပြီးလက်ဆောင်ကြတာပေါ့တညတော့မချစ်ပူနဲ့သူ့ရဲ့သားလေးဂျက်ကီအိမ်ကိုရောက်လာကြတယ်ကျောက်ကတော့မွေကြီးကိုလိမ်မရေးချဘလို့ရှိချောင်းပြင်လုံးဝအန်ဒီမပေးချောင်းကြောက်စရာမလိုချောင်းသူတို့ကိုရှင်းပြတယ်ကျွန်တော်နဲ့အတူတူဒါနာပြုတ် အကြံပြုစီးယုံရတာပေါ့ဗျာပြီးရင်ဘာသာရေးအမြင်လော်ဂီဂမ်ဘီယာအကြောင်းတွေနဲ့ဟောပြောပြီးနားချတာပေါ့ဒီလိုနဲ့မချစ်ဘူးလေမွေကြီးကကျွန်တော်တို့ကိုလုံးဝအနေမပြုဘူးဆိုတာသိတော့တိတ်မကြောက်တော့ဘူးလေဒါပေမဲ့မချစ်ဘူးရဲ့ရင်ထဲမှာတော့ဒီမွေကြီးကိုလုံးဝမလိုလားဘူးပေါ့ပြီးတော့သူနဲ့ကျွန်တော်ကတခန်းစီခွဲအိတ်တယ်ကြောက်လို့လို့ပြောတာပဲတညာတော့မချစ်ဘူးကကျွန်တော်မွေကြီးကိုတိုက်မဲ့နွားနုခွက်ထဲမှာအစိတ်ခက်လိုက်တယ်ကျွန်တော်မနှခင်ထတော့ မွေကြီးကရှိမနေတော့ဘူး။ဒါပေမဲ့မွေကြီးရှိမနေပေမဲ့တမန်သလင်းပေါ်မှာနွားနို့ပကံလုံးကမှောက်နေတယ်။ပြီးတော့နွားနို့အိုင်ထဲမှာမချစ်ပုံရဲ့ခွေးစုပ်ဖွားလေးဂျက်ကီကမျက်လုံးပြူးအကြောဆွဲပြီးတည်နေတာကိုကျွန်တော်တွေ့လိုက်ရတယ်။မချစ်ပုံလည်းမြင်ရောသူ့ခွေးလေးဂျက်ကီကိုပိုက်ပြီးခြုံဝဲချငိုပါလေရောဗျာ။ဒါဒါဒါရှင်းရောက်ပါမွေစိုးကြီးကြိုက်တာဒါရှင်းရောက်ပါမွေစိုးကြီးကြိုက်တာကျမရဲ့အဖိုးတန်းခွေလေးတင်ပြီကျမရဲ့သားလေးကျမသားလေးအီအီ ါနဲ့ကျွန်တော်လဲလက်အိတ်ကိုစွတ်ပြီးခွေးကိုအသေးချာစစ်ကြည့်လိုက်တယ်။ခွေးရဲ့ခနာကိုမှမွေကြိုက်တံရလုံးဝမတွေ့ဘူး။ဒါနဲ့ကျွန်တော်လဲမတင်ကားတာနဲ့ကြံနေတဲ့နွားနို့အချို့ကိုယူပြီးကျမ်းမိုက်ရေးဌာနကတခွေကန်းအသည့်တငယ်ချင်းရှိတာမို့စစ်ဆေးခိုင်းလိုက်တယ်။ဘာစစ်ဆေးချက်ထွက်လဲကိုကောင်။ကိုရှိကန်နွားနို့ထဲမှာအပြင်းစားစိတ်တွေတွေ့ရတယ်ဗျ။ဘလို့ဘလို့အဲ့ဒီစိတ်ကမွေစိတ်လားဗျ။ မွေစိတ်တော့မဟုတ်ဘူးဗျကျွန်တော်တို့ဈေးကွက်ထဲမှာတွေ့ရတဲ့အစိတ်အပြင်းစားတစ်မျိုးပဲကြုံသိလိုက်ပြီဒါပေမဲ့ကြုံဘသူ့ကိုမှမပြောပါဘူးမသိကြအောင်စောင့်နေလိုက်တယ်နောက်နေ့ညမှာပဲသူ့မောင်ရောက်ဖတ်ချက်ကောင်းဦးပါအင်းကိုလာအိတ်တယ်ကျွန်တော်ကတော့ထုံးစံအတိုင်းကျွန်တော်ရဲ့အတိမိတ်ဆွေဧည့်သည်တော်ခေါ်မလားဒီအိမ်ချံရဲ့မူလအိမ်ရှင်မဲခေါ်မလားပုံမှန်လာနေကြကျွန်တော်ရဲ့မွေကြီးကိုညစဉ်ညတိုင်းဝတ္တရားမပြတ်နောင်တို့ပုံမှန်တိုက်နေသေးပါပဲဒီလိုနဲ့အိပ်ပျော်သွားတော့မှာပဲ ဝုံဒုံအာအတန်ကြားလိုက်ရလို့ကျွန်တော်တို့ရောက်လက်နိုးသွားတယ်။လင်မြန်းနှစ်ယောက်လည်းအင်းရှိကန်းကိုအမြန်ထွက်ပြီးကြိလိုက်တယ်။မီးဖွင့်ပြီးကြိလိုက်တော့ဟာဟင်အမလီအမလီကျမမောင်ကိုကဲပါဦးကဲပါဦးတော့မြင်လိုက်ရတဲ့မြင်ကွင်းကရင်တုံ၆ချားစရာပါပဲကြည်စမ်းမအောင်ကျွန်တော်ရောက်ဖချစ်ကောင်းဦးကိုစွေကြီးမွေကရစ်ပတ်ပြီးညှို့နေတာစွေကြီးမွေကတောက်ခိုင်တန်ဆွမ်းတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ ယောက်ဖရဲ့ခန္ဓာကိုရစ်ပတ်ပြီးတော့ယောက်ဖချစ်ခေါင်းရဲ့ခေါင်းကပုံယုံလေးပြပေါ်တော့တယ်။ပြီးမျက်လုံးတွေလည်းပြူပြီးပါဇက်ကအော်ဟစ်နေတယ်။ဒါပေမဲ့အတန်ကတော့ထွက်မလာတော့ဘူး။ကိုကန်ကိုကန်မြမြလုပအောင်တော့မောင်းလေးမောင်းလေးလုကြပါဦးကဲပါအောင်။ဒါနဲ့ကျုပ်လည်းမနေနိုင်တော့ဘူး။သူတို့နားကိုတွား၍မြေတားရက်ခံလိုက်တယ်။မွေကြီးရဲ့မလုပါနဲ့မလုပါနဲ့ကျုပ်မြေတားရက်ခံပါရယ်ခွန့်လို့ပေးပါမွေကြီးခမညာ။မွေကြီးကျုပ်ရဲ့မြေတားစေတနာကိုငဲ့ညာပြီးတော့ ဒေါသကိုလျှော့ပေးပါမူကြီးခမာလို့ကျုပ်ပါဇက်ကအော်ပြောရင်မေတ္တာတုပ်လည်းရွတ်တယ်။ပြီးရင်သူ့ကိုလည်းပါဇက်ကတွတ်တွတ်နဲ့တောင်းပန်နေတာပေါ့။အန်ဩစရာပါပဲဗျာ။စပကြီးမူကြီးကသူ့ရစ်ပတ်ထားတဲ့အခွေများကိုလျှော့ချပြီးဗရင်ပေါက်ကနေပြီးဖြည်းဖြည်းချင်းလျှော့ထွက်သွားပါလိရော။ချစ်ကောင်းဦးကတော့စအိုကနေချီးတီးတီးထွက်ပြီးတမန်တလင်းမှာမိမျောနေတယ်။ကျွန်တော်လဲသူ့ကိုရေလောင်းချပြီးတမန်တီးလေးရှူနှာနှက်ယူလိုက်မှသတိပြန်ရလာခဲ့တယ်။ ချက်ကောင်းချက်ကောင်းမောင်လေးမောင်လေးအင်းအင်းတရိယာဝီလာရဟောတရိယာဝီလာအင်းရရပြီမွေမွေမွေရကျွန်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 တော်ကြောက်တယ်မရှိတော့ပါဘူးကွာဆင်းသွားပါပြီဟာအေးမင်းဘလို့ဖြစ်တာတော့ဟုတ်ကွာပြောပါအောင်ဟာကျွန်တော်ကျွန်တော်ကျွန်တော်မားပါတယ်အကိုရဲ့ဟာမင်းဘာမားတာလဲဟာပြောပါဦးကျွန်တော်ရောက်ဖတ်လို့သူကသူ့ရဲ့ ဖြစ်စဉ်တွေကိုပြန်လည်ပြောပြရတယ်။ညတော့ကကျွန်တော်ကိုယ်တိုင်ရဲတဲ့နဲ့မွေရခေါင်းကိုခုတ်တက်မယ်ဆိုပြီးကြံထားတာဗျ။အရက်လဲတောက်ထားတယ်။အနားကိုကတ်သွားလိုက်တယ်။ဖုတ်မယ်လို့လဲလှုပ်လိုက်ရောဒီစပက်ကြီးမွေကြီးကကျွန်တော်ကိုညှို့လိုက်တော့တာပဲ။ညှို့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ရစ်ပတ်လိုက်တော့တာ။အတန်အောင်ထွက်လို့မရဘူးဗျာ။ပထမဆုံး order အကူရူတာရောက်လာလို့ပဲ။အကူရူတာရောက်မလာရင်ကျွန်တော်သိမှာဗျ။အမအမအမလည်းမသေးရဘူးနော်။ အဲဘာရုံမောင်လေးရဲ့ဒီမွေကြီးကအရန်ထူးဆန်းနေဗျကျွန်တော်တို့သူ့ကိုဘလို့မှလောက်ကြံလို့မရဘူးသူကျွန်တော်တို့မောင်နှမကိုကျင်နဲ့ချင်မှာကျင်နဲ့မှာဗျကဲဘလို့လောက်ကြမလဲငါတော့နည်းနည်းကြောက်လာပြီကျမတို့မောင်ပါကြီးကိုရွှေကန်ရင်ကျမတို့ကိုကဲပါအောင်ကုညီပါအောင်နော်မစိုးရင်မှနဲ့ရောက်ဖရာကဲငါတောင်းယူပြီးမွေကြီးကိုတောင်းပန်ပါမယ်မြစ်တက်ရက်ခံပေးပါမယ်မင်းအတော်ကံကောင်းနဲ့ရောက်ဖနော် ဒီမွေမျိုးကလူမှုမျိုးပြီးရင်သူ့ရဲ့ခန္ဓာကိုယ်နဲ့ရန်သူကိုရစ်ပတ်မယ်ပြီးရင်အညှုတ်ခံရတဲ့သူကိုခေါင်းကနေသူ့ပါးစပ်ထဲကချွဲပြပြအရေးကြီးအန်ချလိုက်မယ်ပြီးလို့ရှင်မင်းရဲ့စအိုလေးကိုသူ့ရဲ့အမိကိုထိုးသွင်းပြီးအယိုးကြီးကြေးမွားသွားအောင်လုပ်ပြမယ်ပြီးရင်ရစ်ပတ်ဆွဲဆန့်ပြီးခေါင်းကစမျိုးလိုက်တာကွဖရားဖရားအလောက်ကြီးတောင်ဆိုးလာပါလားမင်းတို့ကသူ့ကိုအရင်ရန်ပြုတ်လို့သူကပြန်ပြီးတုံ့ပြန်တာပါကွာငါသူ့ကိုနေ့စဉ်ညတိုင်းကြွေးမွေးနေတာသူငါ့ကိုရန်ပြုတ်လို့လားကွဟုတ်ဟုတ်တယ်နော်အမ ပြီးတာတွေလည်းပြီးပါစေတော့ကွာငါအဓိကပြောချင်တာတော့ဒီမွေကြီးကဒီအိမ်ချံရဲ့မူလချက်ပိုင်ရှင် ဖြစ်နိုင်တယ်ကွာဘာလို့လဲဆိုတော့ဒီမွေကြီးရှိရှိနေလို့ပဲအရင်လူတွေလည်းပြောင်းသွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်လေကွာငါတို့ရှေးဘွားအဆက်ဆက်ကမိဘတွေဆွေမျိုးတွေတော်ဆက်ခဲ့တဲ့သူ ဖြစ်မှာပေါ့ငါတို့ဘွားနဲ့ရေးဆက်ဆုံးလို့ငါတို့တွေ့ရတာပေါ့ကွာဖះရှင်ကဟော်ပြီးသားမလား ရေစက်စုံလို့ပြန်တွေးရတာလို့ပဲမှတ်ထားပါကွာပြီးရင်ထူးဆန်းတာကသူကဖျားဆင်အောက်မှာပဲလာလာအိတ်တာကွာဖျားဆင်အောက်မှာလာအိတ်တယ်ဆိုတာငါတို့ရဲ့မိဘတွေဆရာသမားတွေလို့သဘောထားပြီးငါကကျူးမွေးစောင့်ရှောက်နေတာကွာကဲမင်းတို့လည်းအမြင်မဲ့ရပြီနောက်နာရလောက်ပါပြီကွာမွေကြီးကိုနော်တို့အဟာရကျွေးပြီးတောင်းမလိုက်ကြပေါ့ကွာရောက်ဖက်တဲ့ဇနီးတို့ကလည်းကြောက်လန့်အံ့ဩနောက်နာရပြီနောက်သူတို့လည်းသူတို့ကိုယ်တိုင်နော်တို့ကြိုးပြီးညဘက်ရောက်လာတဲ့စပကြီးမွေရဲ့ရှေ့မှာ ချပြီးတောင်းပန်စကားဆိုစေခဲ့တယ်။အံဩစရာကောင်းတာကမိုးလင်းလို့၃ယောက်သာထကြည့်လိုက်ရောမွေကြီးလည်းမရှိတော့ဘူး။နွားနှုတ်၃ကွက်ကလည်းပြောင်တလင်းကိုခါလို့မွေကြီးပြေရောက်သွားလဲဟင်ကိုပြန်ဆင်းသွားတာနေမှာပေါ့ဟ။ကိုရှိကန်ဟို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 ရာဘာရီလဲဟင်အေးဟာဘာရီတုံးဟ၃ယောက်သာဝိုင်းအောင်ကြည့်လိုက်ကြရာအံဘက်ပုံကြီးတစ်ခုတွေ့ရတယ်။မွေကြီးရဲ့အံဘက်ပုံကြီးထင်ပါရဲ့။ဒါနဲ့ကျွန်တော်လဲအံဘက်ကိုကျုံမှုအတွက် တန်ရှင်းရေလုတ်ဖို့ခေါင်းထဲခွက်ကိုယူလိုက်တယ်။ကြုံလိုက်တဲ့အချိန်မှာပဲအမ်ဘက်ပုံထဲမှာပျောင်ပျောင်လက်လက်အရာတွေကိုတွေးလိုက်တယ်။ဘာတွေလဲဆိုပြီးကျွန်တော်ရေနဲ့တိတ်တိတ်ချာချာဆေးပြီးကြည့်လိုက်တော့ဖះရည်ရွှေနဲ့လှုပ်ထားတဲ့လက်စွပ်တွေဗျစိန်လက်စွပ်တွေစိန်လက်စွပ်တွေကျုပ်တို့လည်းတိတ်ချာဆေးပြီးကျုပ်တို့ဝတ်ကြည့်လိုက်ရာသုံးယောက်လုံးအန်ကိုက်ဖြစ်နေတယ်။မသိရင်ကျုပ်တို့သုံးယောက်လက်ကိုတိတ်ချာတိုင်းပြီးလှုပ်ထားတဲ့အတိုင်းပဲဗျစိန်လက်စွပ်သုံးခွင်းကိုကျွန်တော်တို့အမ်ဘက်ပုံထဲကနေရခဲ့တာပေါ့ဗျာ။လုံးဝထင်မထားဘူးပေါ့။ ဒါပေမဲ့ကျွန်တော်တို့စိန်လက်စွတ်သုံးခွင့်ရတဲ့နေ့ကစပြီးမွေကြီးကိုကျွန်တော်တို့လုံးဝမတွေ့ရတော့ဘူးဗျ။ကျွန်တော်တို့ကတော့နေ့စဉ်ညစဉ်နွားနို့လေးတွေကြိုးပြီးစောင့်နေပေမဲ့လုံးဝမတွေ့ရတော့ဘူးဗျာ။အဲ့ဒီနောက်ပိုင်းကျွန်တော်တို့သုံးဦးလဲခြံထဲမှာရှိတဲ့ညောင်မေအောက်ကနှကုံးစင်လေးမှာစွန်ရေကြမ်းပန်းစမီကပ်ပြီးပြည်ကြီးဆက်တတုတ်တွေရွတ်ပါတယ်ဗျာ။မွေကြီးအပါဝင်30ပုံသားအလုံးကိုအပြတ်တန်းကျွန်တော်တို့ပေးဝင်နေတုန်းပါပဲ။ဒါပေမဲ့ဒီနေ့ဒီချိန်ကြီးတော့ကျွန်တော်တို့ မွေးယူမတွေ့ရတော့ဘူးဗျာအဆုံးထိနားဆင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ပြိတ်သက်တို့လည်းအိမ်မော်ကမွေးတွေတက်လာရင်သူတို့လိုမျိုးနွားနုတိုက်ဖို့အရင်မစင်စားပဲစနိတ်ဆော့မြန်မာမှာအစိတ်ရှိမရှိအရင်သွားမိဖို့အကြံပြုပါရစေနောက်ပတ်တွေမှာလည်းဒီချက်စိတ်ဝင်စားစရာကောင်းတဲ့ဇလံလေးတွေတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရွှေဩ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ